ကဲကျွန်တော်ချက်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာရှိတော်ညဏ်ရလေးပါတူရီကုကျော် channel ရကျွန်တော်တူရီကုကျော်ပါနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုအခုလာမဲ့ပွဲ18ရက်18ရက်19ရက်နော်အဲ့3ရက်အတွင်းလိုက်ရမယ်ဇာတို့ပတ်တီတလုံးရယ်ဇာတို့မွေးနှစ်ကွက်ကဲမနေ့ဖန်တနင်္ဂနွေနေ့မှာထွက်ရှိမယ် 3D ကျွန်တော်တို့နှစ်ကွက်ကောင်းရယ်ကျွန်တော်မိတ်ဆွေတွေကိုမြစ်တာလက်ဆောင်ကျွန်တော်တက်ပြီးတော့မျှဝေပေးတာကျွန်တော်မိတ်ဆွေတွေကတခါတည်းမှတ်ပြီးတော့နော်တည်တည်ချာချာဇာတို့မွေးကနန်းနှစ်ကွက်ကောင်းရယ် နော်ကျွန်တော်တို့မနေ့ဖာမှာစောမဲ့3 D နှစ်ကွက်ကောင်းရယ်ကျွန်တော်မိတ်ဆွေတွေကတင်းတင်းချာချာမှတ်ပြီးတော့အကြိုက်တူရင်အကောင်းဆုံးလိုက်စောလိုက်ဒါကျွန်တော်မိတ်ဆွေတွေကိုရရစေခြင်းနဲ့စေတနာနဲ့ကျွန်တော်မိတ်ဆွေတွေရဲ့ကိုကျော်ကနော်တခါလေးတက်ပြောပေးတာနော်စေတနာနဲ့မြတ်တာလက်ဆောင်တခါလေးပြောပေးတာကျွန်တော်မိတ်ဆွေတွေကတခါလေးမှတ်နော်အခုလာမဲ့ပွဲမှာလဲကျွန်တော်မိတ်ဆွေတွေ18ရက်18ရက်19ရက်တလင်းလာအင်္ဂါဗုဒ္ဓဟူးကျွန်တော်တို့18ရက်3လပိုင်း2025ကနေကျွန်တော်တို့19ရက် 3လပိုင်း2025ဆိုတော့ကျွန်တော်တို့တလင်းလာရဲ့အင်္ဂါရဲ့ဗုဒ္ဓဟူးရဲ့နော်အခုလာမဲ့ပွဲအဲ့ဟူးမကျော်3ရက်အတွင်းလိုက်ရမယ်ဇာတို့ပတ်ဒီတလုံးရဲ့ဇာတို့မွေးနှစ်ကွက်တယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တခါလေးပြောပြမိမယ်နော်ပွဲတိုင်းမှာအစီပြေနေကြဖြစ်တဲ့ဇာတို့မွေးကနဇာတို့ပတ်ဒီကိုကျွန်တော်တခါလေးပြောပြမိမယ်မနေ့ဖန်တနင်္ဂနွေနေ့မှာစောရမယ် ်တတိဒီချက်ကြီးနှစ်ကွက်ကောင်းတယ်ကျွန်တော်တခါလေးပြောပြမယ်ကျွန်တော်မိတ်ဆွေတွေကတခါလေးမှတ်နော်အဲ့တော့ကျွန်တော်ဒဏ္ဍာလေးမပြောခင်လေးမှာကျွန်တော်မိတ်ဆွေတွေကကျွန်တော် channel ရအဲ့ subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးရင်ဘေးကခေါင်းလောင်းလေးကိုတီးထားနော်တယောက်ကျွန်တော်မိတ်ဆွေတွေတူးချင်းစီတိုင်းကနော် like လက်မလေးတွေပေးထားနော်လက်မလေးတွေနှိပ်ထားဒါမှကျွန်တော်မိတ်ဆွေတွေကနော်အားလုံးအဆင်ပြေတော့အောင်လေကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေအောင်ကျွန်တော်ပြောပြမယ်တခါလေးမှတ်နော် ျွန်တော်မိတ်ဆွေတွေကအားပေးသောအနေနဲ့ကျွန်တော်အခုဗီဒီယိုကို share လို့ရမယ့်နေရာမှာ share ပေးထားမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေထားနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေသွားအောင်လို့တခါလေးပြောပြမှာနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကအကြိုက်တူရင်တခါလေးတိတိချာချာမှတ်ပြီးတော့မနေ့ဖန်ကျွန်တော်တို့တနင်္ဂနွေနေ့မှာကျွန်တော်ပြောပြလိုက်မယ့်3ဒီချိန်နှစ်ကွက်ကောင်းကိုလည်းတခါလေးမှတ်အခုလာမယ့်ပွဲ2ဒီဇာတို့မွေးပတ်တီနဲ့ဇာတို့မွေးနှစ်ကွက်ကိုလည်းကျွန်တော်မိတ်ဆွေတွေကတခါလေးမှတ်ကျွန်တော်တခါလေးပြောပြမယ်နော်ဟုတ်ပြီအဲ့တော့ ျွန်တော်တို့အခုလာမယ်ပွဲ 2D ဇာတို့မွေးကနန်းကကျွန်တော်တို့78 79နော်တလင်းလာရဲ့အင်္ဂါရဲ့ဗုဒ္ဓဟူးရဲ့အဲ့တလင်းလာနေကနေစပြီးတော့ဗုဒ္ဓဟူးနေ့နေ့အထိပေါ့ကျွန်တော်တို့၃ရက်အတွင်းလိုက်ရမယ်ဇာတို့ကျွန်တော်တို့ပတ်သီးတလုံးကကျွန်တော်တို့6เนาะ6ကိုဇာတို့ပတ်သီး6ကိုဇာတို့မွေးပြီးတော့စော့เนาะဇာတို့ပတ်သီးက6ကျွန်တော်တို့ဇာတို့မွေးနှစ်ကွက်ကကျွန်တော်တို့6 4ရယ်6ခွန်ရယ်เนาะ 64ရဲ့6ခွန်ရဲ့အဲ့ဒါကကျွန်တော်တို့ဇာတို့မွေးနှစ်ကွက်နော်ဇာတို့မွေးပတ်တိကျကျွန်တော်တို့6 6ကိုဇာတို့ဇာနဲ့လိုက်ပြီးတော့ဇာတို့မွေးပြီးတော့ပတ်နော်အဲ့ဒီမှာကျွန်တော်တို့64ရဲ့6ခွန်ရဲ့ဇာတို့မွေးနှစ်ကွက်နော်အဲ့ဒါကျွန်တော်မိတ်ဆွေတို့အားလုံးဒါကကျွန်တော်စက္ကွန်78 79တလင်းလာအင်္ဂါဗုဒ္ဓဟူးเนาะတလင်းလာနေရာနေစပြီးတော့ဗုဒ္ဓဟူးနေ့ဒီအဲ3ရက်အတွင်းလာရမယ်ဇာတို့ပတ်တိကကျွန်တော်တို့6เนาะ6ကိုဇာတို့လိုက် နှစ်ကွက်ကောင်းကကျွန်တော်တို့ဇာတို့မွေးနှစ်ကွက်ကကျွန်တော်တို့6လေးရ6ခွန်ရเนาะအဲ့ဒါလောက်ဆိုရင်ကျွန်တော်တို့2ဒီဇာတို့မွေးကနန်းကိုကျွန်တော်မွေးဆိုဒီကမှတ်မိသွားပြီအဲ့တော့မနေ့ဖန်ကျွန်တော်တို့16ရက်3လပိုင်း2025တနင်္ဂနွေနေ့မှာထွက်ရှိမဲ့3ဒီချဲကြီးတက်ကွက်ကောင်းကိုကျွန်တော်လက်ဆောင်တစ်ခါလေးပြောပြမိမယ်အဲ့ဒါကကျွန်တော်မွေးဆိုဒီကတတိချာချာမှတ်เนาะ3ဒီနှစ်ကွက်ကောင်းက616ရက်6 616ရဲ့636ရဲ့เนาะ616 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 636ဒါကကျွန်တော်တို့မနေ့ဖန်တနင်္ဂနွေနေ့မှာဆော့ရမယ်တတိတိချဲကြီးနှစ်ကွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တခါလေးပြောပေးတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စေတနာထားတယ်เนาะပြီးခဲ့တဲ့ပွဲတွေပွဲတွေကျွန်တော်မိတ်ဆွေတွေအကြောင်းမျိုးမျိုးကြောက်ပါเนาะထိုးကြွေးရှုံးကြွေးတွေတည်နေတဲ့ကျွန်တော်မိတ်ဆွေတွေကိုလည်းကျွန်တော်အစဉ်ပြေစေခြင်းနဲ့เนาะဒါကျွန်တော်ယင်နေရစေတနာနဲ့ကျွန်တော်မိတ်ဆွေတွေကိုဒါကျွန်တော်เนาะကျွန်တော်မှန်တာကျွန်တော်ပြောပြတာကျွန်တော်မိတ်ဆွေတွေကိုရစေခြင်းနဲ့ဒါကြောင့်ကျွန်တော်လည်းကျွန်တော် တက်နိုင်တဲ့ဘက်ကကျွန်တော်တွက်လို့ရတာလေးတွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောပြတာပါကျွန်တော်မိတ်ဆွေတွေကအကြိုက်သူမှဆော့အကြိုက်မသူရင်တော့မဆော့နဲ့เนาะအကြိုက်သူမှဆော့เนาะအဲ့တော့ကျွန်တော်ပြောပြမယ်ထပ်ပြီးတော့ကျွန်တော်ပြောပြမယ်တနင်္ဂနွေနေ့မှာမနေ့မှကျွန်တော်တို့16ရက်3လပိုင်းတနင်္ဂနွေနေ့မှာเนาะ16ရက်3လပိုင်း2025တနင်္ဂနွေနေ့မှာထွက်ရှိမယ်တတိဒီချဲကြီးနှစ်ကွက်ကကျွန်တော်တို့616ရက်636ရက်616 636ဒါကကျွန်တော်တို့တတိဒီချဲကြီးနှစ်ကွက်ကောင်းမနေ့မှတနင်္ဂနွေ ကနွေနေ့မှာအချိန်မီခါမီဆော့နော်ကျွန်တော်တို့ဆော့ဆော့က18ရက်18ရက်19ရက်နော်အဲ့3ရက်လိုက်ပြီးတော့မွေးရမယ်ဇာတို့မွေးကနန်းကဇာတို့မွေးပတ်တီးကကျွန်တော်တို့6နော်ဇာတို့ပတ်တီးက6ဇာတို့မွေးနှစ်ကွက်က64ရဲ6ခွန်းရဲ့အဲ့တလောက်ဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးတည်သွားပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကအကြိုက်တူတဲ့မိတ်ဆွေကတည်တည်ချာချာခရူးဆိုက်ပြီးတော့ဆော့ဒါကျွန်တော်မိတ်ဆွေတွေကိုရစေချင်တဲ့စေတနာနဲ့ကျွန်တော်မိတ်ဆွေတွေရဲ့ကိုကြော်ကတက်ပြီးတော့ခနန်းကိုမျှဝေပေးတာနော်ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတွေအားလုံး အခုကျွန်တော်ပြောပြလိုက်တဲ့မနေ့ဖန်မှာစောရမယ်နော်မနေ့ဖန်တနင်္ဂနွေနေ့မှာစောရမယ်3 D ချဲကြီးနှစ်ကွက်ကောင်းရယ်နော်ကျွန်တော်တို့18ရက်18ရက်19ရက်နော်အဲ့3ရက်အတွင်းကိုလိုက်ရမယ် 2D ဇာတို့မွေးပတ်သည်တစ်လုံးနဲ့ဇာတို့မွေးနှစ်ကွက်ကိုလည်းပဲကျွန်တော်မိတ်ဆွေတွေအားလုံးနော်အားလုံးအားလုံးကျွန်တော်ပြောလိုက်တဲ့ခဏန်းဒီအားလုံးနော်မှန်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအားလုံးကန်တူအကျိုးပေးပြီးတော့ကျွန်တော်မိတ်ဆွေတွေအားလုံးနော်အဆင်ပြေကြပါစေလို့ကျွန်တော်မိတ်ဆွေတွေရဲ့ကိုကြော် စုတောင်းပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေတို့အားလုံးအားလုံးเนาะအခုလာမယ့်ပွဲမှာလည်းထပ်ပြီးတော့အဆင်ပြေကြပါစေလို့เนาะအားလုံးအားလုံးကွယ်လွယ်ကွယ်လွယ်